လူကောင်းနဲ့လူတော်မတူပါဘူးဟုတ်ပါတယ်တကယ်ကွာခြားပါတယ်နံပါတ်1လူကောင်းလူကောင်းရဲ့အဓိကအသချက်ကဇိုက်တန်နဲ့ကိုကျင်တရားပြည့်ဝပေါများသူကိုဆိုလိုတာပါသူတို့ဘာကိုကုညီရိုင်းပင်တတ်ပြီးစေတနာထားတတ်သူမှန်ကန်မြတ်တာတဲ့အပြုမှုနဲ့လူသားဖြောင့်မတ်မှုရှိသူမိမိကိုယ်ကျိုးထက်အများအကျိုးကိုဦးစားပေးတတ်သူဥပမာမိဘကိုယုံကြည်သူဆင်းရဲသူများကိုကုညီတတ်သူ အာနေချက်ကတော့အလွယ်တကူအမျက်ထုတ်ခံရနိုင်တာကြောင့်ကိုကျိုးစည်းဝါးရေးမှာအာနေပြီးကြာဆုံးရသူတွေဖြစ်ပါတယ်။နံပါတ်1လူတော်လူတော်ရဲ့အဓိကအသာချက်ကကျွမ်းကျင်မှုနဲ့အသိဉာဏ်ဉာဏ်ရည်အတတ်ပညာသို့မဟုတ်ဉာဏ်ရည်မြင့်မားသူအလုတ်ကိုထိရောက်စွာလှုပ်ဆောင်နိုင်ပြီးနိလန်ကျနာသူပြဿနာတွေဖြေရှင်းနိုင်စွမ်းဆန်းသစ်တီထွင်နိုင်စွမ်းရှိသူဥပမာနိပညာကျွမ်းကျင်သူစီးပွားရေးဉာဏ်ရှိသူရလတ်ပေါ်အာယုံစိုက်တတ်ပြီးကိုကျိုးစည်းဝါးရေးကိုဦးစားပေးကြပါလေ တင်ရောဘလို့လူဖြစ်ရှင်လဲနှစ်ခုလုံးဖြစ်ခွင့်ရှိပါတယ်ဟုတ်ပါတယ်ခမားကိုကျွန်တော်ယုံကြည်ပါတယ်လူတူဟာလူကောင်းလည်းဖြစ်လူတော်လည်းဖြစ်မှအမှန်တကယ်အောင်မြင်တဲ့သူဖြစ်ပါတယ်ဇာဟိတာကျွမ်းကျင်မှုပေါင်းဆက်ထားသူကိုလူအဖွဲ့စည်းကအမြင့်ဆုံးတမိုးထားတတ်ပါတယ်လူကောင်းဖြစ်ဖို့ကြိုးစားပါလူတော်ဖြစ်ဖို့လေ့လာပါနှစ်ခုလုံးရှိမှလူပိသမယ်